stock investing and option trading for beginners SME 500ဒီနေ့2.24%ထိုးကြတယ်။ Nasdaq 3.07% Dow Jones 1.73% stock market ထိုးကြရတဲ့အကြောင်းရင်း၃ချက်အကြောင်းပြောမယ်။ပြီးပါရင်ပညာရှင်တွေအရင်စိုးရင်နေတဲ့အချက်တွေအကြောင်းဗီဒီယိုလေးအစုံမှာပြောမယ်။ကဘာပတ် American Millionaire stock option crypto အင်ချမ်းမြေစီးပွားရေးပညာရှင် channel ကကြိုဆိုပါရစေ။ ဘယ်နေရကြည့်နေကိုမအောင်ပါရေးတာပါရေးရသူတွေမှာတော့ဒေါင်းကျော်ဘယ်လောက်ကျသွားပြီဆို6.42%ကျပါပါပြီနတ်ဆက်ရဆိုရင်15.42%ကျနေပါတယ်ရေးရသူတွေမှာဆိုရင် S&P 500မှာတော့တပ်ပွ1%ကျနေပြန်တက်မလို့ねအခုပြန်ပြီးကျပါဘာတွေများဖြစ်တာလဲဒီနေ့ဒရင်ထွက်လာတယ် USA ကနေပြီးတော့ license requirement NVIDIA ရဲ့ AMD chipset ကိုတရုတ်ပြည်ကိုတင်ပို့ဖို့အတွက် license လျှောက်ဖို့လိုတယ်လို့ပြောတယ်။ license လျှောက်ဖို့လိုတယ်လို့ပြောအဲ့ license ကိုတခါမှ USA အစိုးရက approve လုပ်ရဲဆိုတာမရှိဘူး။နော်ခွင့်ပြုရဲဆိုတာမရှိဘူး။အဲ့အဲ့ရော ပြောရမယ်ဆိုရင်လုံးဝပိတ်ပင်လိုက်တဲ့ဘောဖြစ်သွားတာပေါ့။ဘာလဲထိခိုက်သွားတယ်။ NVIDIA ရဲ့ H2 ကိုချစ်ပြပါတယ်။ AMD ရဲ့ M1 MI30A ဆိုတာပါဝါ artificial chips เนาะအဲ့ဒါကြောင့်ဒီ store secret ကကြာတာဖြစ်တယ် Nvidia ကအဲ့လိုမျိုးတည်ထွက်လာပြီးတော့ announcement လုပ်လိုက်တယ်5.5 billion hit ဆိုတာသူ့ရဲ့ဝင်ဝင်ကိုထိခိုက်နော်တရုတ်ပြည်ကို chip control လုပ်ထားတဲ့အကြောင်းဒီတော့ဝင်ဝင်ထိခိုက်မယ်ဆိုပြီးတော့အနောက်ဆုံးလဲ Nvidia ကုမ္ပဏီကလည်း ရုတ်တရက် surprise ဖြစ်သွားတယ်။ तू မထင်တော့เนาะအမနေ့က announcement တော့ဒီမနေ့ရတယ်အဲ့လိုဖြစ်လာတာ။အာ after market hour မှာကြာသွားတယ်။အဲ့ဒီတော့အစကဘာကြောင့် तू မထင်တာအစက Nvidia CEO က Jensen Huang ကနေပြီးတော့1 million dollar ပေးပြီးတော့ President Trump တို့တွေ့တယ်။မအားလာကိုဒင်နာเนาะ1 million ဒင်နာတို့ဆားเนาะဘာတွေများပါလဲမသိဘူး။ပလိတက်ရောဘာတွေပါလဲထင်ပါလဲ။အဲ့ဒီဒင်နာ1 million ပေးရအောင် ကိုမအောင်ရေးတာပါမာလာကိုဆိုပါမာလာကိုဆိုပရက်စီထရမ့်ပိုင်တဲ့ property ပေါ့နော်ပွဲတွေပါကြီးပိုင်နေရเนาะအဲ့တော့ president trump တွေ့ဖို့ဆိုရင်အာတွေ့ချင်လူအားလောက်1 million dollar ဒေနာတွားပြီးတော့ဝယ်ရတယ်ဝယ်ပြီးွားရင်ဒေနာတွားစတွားစပြီး president trump နဲ့တွေ့ခွင့်ရတယ်เนาะအဲ့တော့ဒါစီးပွားရေးလောက်တာအရန်တော်တယ်ပြောတာเนาะပလိတိုက်ရောဒီမုတမနာတယောက်အနေနဲ့ဒီမုစီးပွားရေးလောက်တဲ့နေထင်ပါလားကိုမအမရေးထားတယ်မှာ ဝမ်းမိနေတော့ပေးတော့အေးတိတ်ပြီးတော့မကြောက်ဘူးအေး chip တွေတော့အဲ export ban လုပ်မဲ့ဟာကိုပယ်ရမယ်ဆိုပြီးတော့ president trump ကပြောတယ်သူပါပြောတယ်ဒီမှာကြည့်ကြည့်မယ်ဗီဒီယိုမှာ Pauses. NVIDIA GPU ban after Mar a Lago dinner. NPR. The Trump administration is reportedly pausing its planned export ban on NVIDIA's H20 GPUs to China, NPR reported. The shift followed NVIDIA CEO Jensen Huang's attendance at a $1 million per head dinner at Mar a Lago last week. NVIDIA is said to have pledged new investments in US based AI data centers. Trump pauses. NVIDIA wow. GPU ban after Mar a Lago. တိတ်တိတ်မကြတယ်ဒီပန်ပဲရှိတယ်เนาะ1 million dollar ပေးပြီးတော့သွားတွေ့ရတယ်ဒီလိုမျိုးဘန်းလုံးမဲ့ဟာကိုရက်ထားတယ်ဟာအခုဘာကြောင့်ချက်ချင်းပြောင်းသွားရတယ်ဟာဘာမှတိတ်ရမကြတယ်ဦးเนาะဟာချက်ချင်းဘာကြောင့်ပြောင်းသွားတယ်မကြမိနာပဲဇလန်လှဲ့ပွက်တွေရှိเนาะဒီဇလန်လှဲ့ပွက်တွေရှိမကြမိနာဒါတော့ stock စီးပွက်ကြရဲ့ reason number 3ဖြစ်ပါတယ်เนาะ Nvidia chip ပြားတွေကိုဘန်းတို့လို့ဖြစ်သွား AMD နဲ့ပတ်သက်ပြီးတော့ AMD ရဲ့ပါတယ်เนาะအဲချစ်ပြ AI ချစ်ပြတွေတရုတ်ပြည်ကိုဒါဘန်းလုပ်တယ်လို့မျိုးပဲเนาะအဲ့ဒါကြောင့်5.5 billion head ဆိုတာလည်းအမဟုတ်အဲရော1 million dollar investment လုပ်ထားတာဂျန်ဆုံကသူ့ရဲ့ investment ကအကျိုးရှိရထင်ပါလားအကျိုးမရှိဘူးထင်ပါလားပလင်းတက်ရကုမအမရေးထားတာပါနောက်ထပ် stock secret ကြား reason number 2ကတော့ ASML ASML ကဒီနေ့ earnings report လုပ်တယ် နော် order expedition order တွေအစ်စ်လာတဲ့ဟာတွေထင်သားတူတူမမြအောင်နော်ဘာကြောင့်လဲဆိုတော့ travel ကြောင့်မကျင်းတယ်လို့ကြောင့် company က policy ခဏပြောင်းနေရင်ဘာမှစီပေါ်ရေးမလုပ်တော့မလုပ်တော့ရောသာအေးဒီလိုမျိုး policy ခဏပြောင်းနေအခုတမျိုးနောက်တမျိုးနော်ဒီနေ့ပြောပြီးမနေ့ဖြတ်တမျိုးပြောင်းနေမှာဆိုရင် order မှာမို့ဆိုတာမလုပ်ဘလော့ order မှာမှာဆိုတာတိတာမဟုတ်နော် terrify တဲ့တမျိုးတမျိုးပြောင်းနေဆိုရင်ရောအားရကြောင့်စီးပွားရေးတော်တော်များများလုံလန်းရပုံမှန်ဒုံရင်းဒုံရင်းပဲတွားတယ်နော်ဘာမှ order အစ်မှမရှိဘူးတိုးချက်တာမရှိဘူးအဲ့ဒါကြောင့်ဒီလိုမျိုး ASML booking က3.94 billion 4.47 billion euro နော်ဒါထင်သာတဲ့4.89 billion euro ထက်နည်းနေတဲ့အတွက်ကြောင့် first quarter booking နော် ်နဲနဲအာ ASMS C ဟာဘာပြောလဲ tariff တွေကဒီလိုမျိုးစီးပွားရေးလောက်ရတာမကျိမ့်မတည်ရတာအများကြီးဖြစ်စေတဲ့အတွက်ကြောင့်စီးပွားရေးဈေးကွက်အတွက်ရောနော်လူတွေကုမ္ပဏီတွေဝယ်ခြင်းနဲ့ဝယ်လို့အားလုံးကျစေပြောရမယ်ဆိုရင်အကုန်လုံးကျပါဒီလိုမျိုး President Trump က tariff plan တွေ လုံးတော့မဆိုရင် semiconductor ပတ်သက်တဲ့ supply chain ထိခိုက်မှုရှိတယ်။အားအကြောင်းဒီလိုမျိုး chip store share တွေထိခိုက်ရဖြစ်ဖြစ်ပါတယ်။နော်။အဲ့ဒါက store စီးပွားကြာ reason နံပါတ်2ပါ။ store စီးပွားကအမှားဒီနေ့နော်ပြန်ပြီးဖွင့်လာကြာပြီမဲ့ပြန်ပြီးတက်ချင်တယ်။တက်ချင်တယ်။ဒါပြည့်ထူးကြာတာဒီလိုမျိုး store စီးပွားဒီနေ့မနေ့တက်ချင်တယ်နော်။ ြာတယ်ဒါပဲပြန်တက်ချင်တယ်ထူးကြတဲ့ခုကဒီအချိန်တနင်္လာ30ဝင်းကျင်တော့မထူးကြပါဘူးနတ်စတိုကြည့်လိုက်နတ်စတိုကသူပဲတက်ချင်တယ်ဖွင့်လာတာကြာပြီပဲပြန်တက်ချင်တယ်ဒါပေမဲ့တနင်္လာခွဲဝင်းကျင်မှာပြန်ကြာပါတယ်ဟာတောင်းကြွယ်ကြည့်ကြဟာတော့ကျော် positive ဖြစ်သွားတယ်เนาะဖွင့်လာ negative ဖြစ်ပြီးတော့ positive ပြန်ဖြစ်သွားတယ်ပြီးတော့ 起码等那一回，温金嘛，叫哈啊！等那一回嘛，得土土价嘞，等那一回八土价嘞，八土价的时候，金融泡沫是干标的。那金融泡沫呢，被人家先，人家,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 家有所有的一，一切的先。那多多农民低头，哎哟，怕有所有的伢嘞，几家了？Bell rang just moments ago. The Dow down on fresh fears over tariffs. as a big tech sell off gains momentum. So let's take a look at our interactive stock market heat map. Wow. This is brought to you by FinViz. This is showing the top 500 stocks. It is a sea of red today, fueling the uh, Federal Reserve Jer Chair Jerome Powell telling the Economic Club of Chicago tariffs came in much larger than anticipated and they will lead to higher inflation. So let's take a listen. ချီကာဂို economic club မှာကျွန်တော်ပါပါ main ကိုပြောတယ်နော် tariff တွေကထင်ထားတဲ့ပိုပြီးများတယ်အဲ့ဒါကြောင့်ပိုပြီးကုန်စည်တက်နိုင်တယ်ဆိုပြီးတော့ပြောရတဲ့အကြောင်းကျွန်တော်ပါပါဒါစကားပြောရတယ်တင်းချာပြောလို့ data နဲ့ရှိမှပြောတာအဲ့လိုပြောတဲ့အပြင်ကိုတင်းချာသူရွေးရစကံလုံးရတဲ့တင်းချာရွေးထားတယ်အဲ့ဒါကြောင့်သူပါပြောရပါပြောရဆိုတာ investor တွေတကဘာလို့ကနားထောင်နေတာ तू อ่ะအခုတမျိုး နောက်တစ်မျိုးမပြောင်းတော့နော်ဖက်ဒရယ်ရီဇာကအများကြီးကိုဆက်ဆက်ဖြစ်နေမှာအလားမစီးပွားရေးကုန်စည်တော့တွေကောင်းမယ်လေဘာမားကတ်အတွက်ဖက်ဒရယ်ရီဇာအလုံးကနှမျိုးပဲရှိကုန်စည်တော့တည်ငြိမ်မှုတယ်နောက်တစ်ခုကလူတွေအလုံးများများရဖို့တယ်အဲ့နှစ်ခုပဲရှိသူရဲ့ mandate နှစ်ခုပဲရှိเนาะအဲ့အကြောင်းသူပြောတဲ့ဟာကအများကြီး consistent ဖြစ်တယ်ပို့ပြီးအရေးကြီးတယ်မတေချာပဲတော်တော်မပြောဘူး Right, so so, so, increases announced so far is significantly larger than anticipated and the same is likely to be true of the economic effects which will include higher inflation and slower growth

ဆက်ပြီးအဲ့တက်တဲ့နေရာမှာနေဖို့အတွက်ရတယ်ပို့ပြီးကျိန်းနေပါတယ် persistent လို့သူတုံးလာတယ် persistent သူစကားလုံးပြောတာအရင်တတိထားတယ် temporary ဆို temporary ပြောတယ်အရင်က temporary ပြောတယ်အခု persistent ဖြစ်သွားတယ်ဘာလို့ထင်တာလဲပို့ပြီးများတဲ့အတွက်ကြောင့်ထဲပေးပြီလားနော် trade war ကပို့ပြီးဆိုးရတဲ့အတွက်ကြောင့် basic trade form လုပ်တာဟာအဲ့အကြောင်းသူက persistent တုံးလာပြန်အဲ့ကြောင့် stock saver ကကြာပါတယ်ဆက်ပြီးတော့နားတော့အဲ့လားဒီမကလေးကို तू

Hey there, Jules. Okay, so kind of three takeaways for me from Fed Chair Powell. Uh, one, the, the sound that you just played, the fact that he said inflation could be persistent, it's not the first time that we have heard him say this, but I want to emphasize Fetcher Powell chooses his words very carefully. He's very temperate. And so to now hear him start to use that word regularly is a bit of why you saw the markets react so viscerally when he started speaking. The second thing is Powell is a data guy. Okay, he and the Fed, they are driven by data. And every time I have gone there and I have posed questions to him, he said, look, we have to wait for the data. Today he said that the data from the first quarter shows that economic growth is slowing down. And that I think also caused uh, you know a little bit of anxiety among investors. And then the final thing. Is that um, there is a possibility for stagflation. And I say that because he said, quote, we may find ourselves in the challenging scenario in which our dual mandate goals are in tension. The Fed's two mandates are keeping inflation in check and keeping the labor market and economic growth healthy. When you have those two at odds, that means stagflation. And I just want to play a little bit of sound and when he kind of spelled that out for us. The administration is, as I mentioned in my remarks, is implementing significant policy changes, and particularly trade now is the focus and the effects of that are likely to move us away from our, our goals. So uh, unemployment is likely to go up as the economy slows in all likelihood, and inflation is likely to go up as tariffs find their way, and some part of those tariffs come to the um, come to be paid by the by the by the public. 美国跑了,把标准是,病院线营安苏业了, ကုန်စင်းတော့ပဲတက်တယ်စီးပွားရေးကြတယ်အဲ့ဒါဆိုးဆိုးအချိန်နေမယ်နော်ထုံးစံစီးပွားရေးကြတယ်ဆိုရင်ကုန်စင်းတို့ကြတယ်ဆိုရင်အလောက်ဒီမဆိုးမားကြောက်တယ်တိရအလုတ်တွေအများကြီးလူတွေပြုတ်တဲ့အခါကျရင်စီးပွားရေးကြတဲ့အခါကျရင်လူတွေအများကြီးအလုတ်ပြုတ်ကြမယ် Federal Reserve ရဲ့ရည်မှန်းချက်ကနှစ်ခုပဲရှိတယ်နော်ကုန်စင်းတို့တည်ငြိမ်အောင်လုပ်ဖို့ရယ်လူတွေအလုတ်မပြုတ်ဖို့ရယ်အလုတ်အများကြီးရဖို့ရယ် ိုင်းနှစ်ခုပဲအရင်အရေးကြီးအဲ့တော့စီးပွားရေးကြားရခါကျရင်သူက tariff တွေကြောင့်အလုပ်တွေဖြုတ်ကြတာ။အားကြောင့်ဆိုတော့ဟုတ်စီးပွားရေး US ရစီးပွားရေးတခြားနိုင်ငံတင်သွင်းရပစ္စည်းတွေကိုတုံးပြီးတော့ပြန်ပြီး manufacture ပြန်လုပ်ရတယ်နော်။အဲ့ twin ကုန်တွေလိုအပ်တယ်။ဒီနိုင်ငံကစက်ရုံတွေကိုစက်ရုံတွေကိုပြန်ထုတ်ဖို့ဆိုရတယ်။တခြားနိုင်ငံက တွင်းကုန်တွင်းလာပြီးတော့ IPC တုံးပြီးတော့မှ US ရာနဲ့ PC ထပ်ထုတ်ပဲဆိုရင်အဲတွင်းကုန်ကဈေးအရန်ကြီးလာမှဆိုရင်စိတ်ယုံတွေကမတန့်တန်တော့ဆိုရင်ပိတ်လာမှဆိုရင်လူတွေအလုပ်အများကြီးပြုတ်မှာအများအများကြီးပြုတ်ရခါကြရင် okay အများကြီးပြုတ်ရခါကြရင်စီးပွားကြပါရင် ထုံးစံဆိုရင်ကုန်စင်းတော့ပုံမှန်ကြဒါပေမဲ့ tariff တွင်းကုန်တွေတော့အခွန်ကောက်ထားတဲ့အတွက်ကြောင့်တွင်းကုန်ရဲ့ဈေးကြီးရဘာဝင်ပဲအကုန်ဈေးကြီးရအမေရိကန်ပြည်သူလူထုကပတ်စံပေးရတာနော်အဲ့ အခွန်လေးကိုအမေရိကန်ပြည်သူလူကပေးရအဲ့တော့ဈေးကြီးတဲ့ခါကျတော့လူတွေကအလုပ်အများကြီးပြုတ်တယ်ဈေးရကြီးတယ်လူတွေအလုပ်အများကြီးပြုတ်ရင်အလုပ်ခန့်စင်ရင်စီးပွားရေးပြောင်းရင်ပြောတိုးတက်စင်ရင်ဆိုရင် Federal Reserve ဘာလို့ရတယ်အတိုးလို့ရှော့ရတော့အတိုးလို့ရှော့ရမှာဆိုရင်စီးပွားရေးကိုစီးပွားရေးတမားနေရပတ်စံကိုဈေးတက်တက်တာနဲ့ချီးယူရတဲ့ကြောင့်စီးပွားရေးကိုတိုးချက်ဝင်တာဒါပေမဲ့အတိုးလို့ရှော့တာဘာဖြစ်မလဲ ရှာရမှာဆိုရင်သူအများကြီးပစ္စည်းဝယ်အတွက်ကြောင့်ကုန်စင်းလုံးတက်မှာနော်ကုန်စင်းလုံးစီးပွားရေးဆိုးရအတွက်ကြောင့်ကုန်စင်းလုံးကြာရင်ကိစ္စမရှိဘူးအခုကစီးပွားရေးကြာတယ်ကုန်စင်းလုံးတက်တယ်ဆိုရင်အတုံးလုံးရှော့ရမှာဆိုရင်စီးပွားရေးတိုးတောက်လို့မဆိုကုန်စင်းကပိုးပြီးတက်သွားပြန်တော့နော်ပိုးပိုးတက်သွားပိုးပြီးတက်သွားတော့ဒီကုန်စင်းလုံးကြာဖို့အတွက်ဆိုဘယ်လိုလုပ်ရမလဲအတုံးလုံးပြန်တိုးရမယ်အတုံးလုံးပြန်တိုးရမယ်ဆိုကုန်စင်းလုံးကြာဖို့ဆိုတာတော်တော်ကြာတယ် ထုံးစံတန်းပရင်းတန်းကိုအကုန်စင်းလို့ကြာသွားရင်တက်သွားရင်ကြာဖို့ဆိုခက်တယ်ဟုတ်တယ်မလားကုန်စင်းလို့တက်ပြီးတော့ကြာတာဘယ်နှခါတွေ့မှုလဲပရင်းတန်းကိုကိုမအောင်မှာရေးထားတယ်ပါနော်ဘာပစ္စည်းရေကုန်စင်းလို့တက်နေပြီလဲပရင်းတန်းကိုနေရပြည်ညာနဲ့တက်သွားတဲ့ဈေးနှုန်းတွေကိုရေးထားတယ်မနော်အဲ့တော့တက်သွားဟာကြာဖို့ခက်တယ်အချိန်ယူရတယ်6လကြာမယ်တစ်နှစ်ကြာမယ်အဲ့တော့ဒီလိုမျိုးအတိုးလုံးတက်အခါကြရင် ကုန်စင်းတော့ကြဖို့6လ8လတစ်နှစ်လောက်ဖြစ်သွားမယ်ဆိုရင်စီးပွားရေးကပြန်ကြစီးပွားပြန်ကြဆိုသူရဲ့เนาะဘာကြောင့်လဲဒီအတော်တော့များတော့ကြကုမ္ပဏီရဲ့ပတ်သက်မချိနိုင်အောင်အဲ့ရကုမ္ပဏီအများကြီးပြုတ်ဒေဝါကြီးခံမယ်ခံလိုက်အဲ့တော့ကြလူအများကြီးဖြုတ်မယ်ဖြုတ်မယ်ကြတော့စီးပွားရေးကြပါဆိုကဒီလိုမျိုးကုန်စင်းတော့တက်တယ်ဆိုရင် तू ဘလို့မှလုံးမရအောင်အတော်တော့တိုးတဲ့ဒုက္ခပဲချတဲ့ဒုက္ခပဲအဲ့ဒါကြောင့် စီးပွားရေးမှာအစိုးဆုံးအရာပါ stagflation နော် stagflation deflation အောင်မကုန်စင်းလုံးကျတာအဲ့လောက်ကြီးမစိုးနော်ကုန်စင်းတို့အဲ့တက်မဲစီးပွားရေးကျတယ်ဆိုအစိုးဆုံးအခြေအနေဖြစ်ပါတယ်အဲ့လားကြောင့် stock market ကကျတယ်နော် stagflation ကိုလူတွေအရင်စိုးရင်နေကြတယ်နော်အဲ့လားကြောင့်ဒီလိုမျိုး stagflation ကိုဖြစ်เสียတာဘယ်သူလဲအဲ့တော့ဒီ stagflation ဖြစ်เสียတာတူပါဆိုပြီးကိုမအောင်မှာရေးထားပါ အတူတည်းဆိုရင်ရေးထားတာမှာနော်ဆက်ပြီးနားထောင်မယ် uh, no, come to be paid by the by the by the public. So Jules, uh, I mean you listen to that, you can kind of understand why the market sold off. In fact, at 1:30 p.m. when Fed Chair Powell started speaking, if you looked at the Dow, it went like this. Now, we finished off session lows, but just hearing him say so much uncertainty that we're moving away from their goals potentially with the impact of tariffs uh, spurred a lot of concern. Yeah, you're used to his rhetoric and his messages, and his tone has certainly changed. Uh, we're also watching a big tech drop in the market. So we're talking about AI giant NVIDIA. Um, it sank more than 8%. So what's going on there? So NVIDIA is an important one, right? It drives AI. It's also a big driver of your 401k because it's a big driver of the S&P 500. And a lot of our 401ks are invested in index funds that track the S&P. So what happened here is NVIDIA announced that they are going to take a hit of $5.5 billion in this quarter. The reason is because of new export controls on the chips that they designed specifically to sell to China to satisfy the restrictions that were put in place under the Biden administration. So, what this all means is that the current administration, the Trump administration, came to NVIDIA last week and they said, look, you're going to have to apply for a license if you want to sell any of these chips to China. Jules, normally none of those licenses are ever granted. And so this is an escalation in the tit for tat trade war. What it also means for NVIDIA, which is why the stock is dropping, is that they are going to have a hard time capitalizing on a market that they draw a significant amount of their revenue from, Jules. All right. NVIDIA chip yard H2O H20 is the တေးချာချာကို quality shot ပြီးတော့ထုတ်ထားလာ price ကဂျိုဘိုင်လာလက်ထက်ကဒီလိုမျိုးချစ်ပြားတဲ့ export เนาะ AI အရင်အစ်စ်မြင့်အာတရုတ်ကယူသုံးပြီးတော့เนาะစစ်တပ်တမှာသုံးပါဆိုတော့ AI နဲ့ပတ်သက်ပြီးတော့အဲ့အကြောင်း shot ပြီးတော့တမင်းနဲ့ထုတ်ထားအခုက lower license ရှောက်မှရတော့မှာဆိုတော့ license ကတခါမှရတာမဟုတ်အဲ့အကြောင်းဒီထုတ်ထားတဲ့ဟာနေတာ lower lower ဟိုတင်ပို့လို့မရဘူးဖြစ်သွား100% ban တပုံယူဆိုတော့အဲကြာသွားနော် store Nvidia store ရှင်ကြာတဲ့အာပလေးတက်ကို US မှာ investment လုပ်ထားတဲ့401ခေဒီမှာထည့်တာမလား401ခေအကောင့်လဲကြာတယ်ဟုတ်တယ်မလားအဲ့တော့ပြန်စစ်စာလုံခဲ့တဲ့လေးလာနဲ့အခုလေးလာတဲ့ပလေးတက်ကြီးကိုပို့ပြီးချမ်းသာလာပါလားဒါမှမဟုတ်ပို့ပြီးစင်ရွားပါလားဒါခုမအောင်ပါရေးထားတယ်ပါဘဝတွေဘလောက်ထိများ ဒုက္ခရောက်လာပြီလေကိုမအမရေးထားတယ်ပါအဲ့ရောဘာကြောက်အစအဝါတော့အေး H H20 ကိုနော်တင်ပို့ဖို့အတွက်ဘန်မလုပ်ဘူးလို့ထရမ်ကပြောပြီးတော့နော်ဆိုတော့ Nvidia CEO ကတွားပြီးတွေ့တယ်တွေ့တော့အေး H20 ကိုဘန်လုပ်ဖို့တော့ခဏရက်ထားတယ်ပြောပြီးတော့တိတ်မကြဘူးအခုလုံးဝ ် license requirement လိုတယ် license ကတခါမှ approve ဖြစ်ခဲ့တာမရှိဘူး။ဘာကြောင့်အဲ့လိုမျိုးပြောင်းသွားလဲ။ဟာဘာကြောင့်လဲဆိုတော့အရေးကြီးတယ်။တရုတ်ပြည်ကနေပြီးတော့ US ကိုပြန်ပြီးတော့နှိပ်ခုတ်လိုက်တယ်။နော်။ US နိုင်ငံက manufacturing အရန်ကောင်းလာပါတယ်တိရလေရင်ထုတ်တာ။လေရင်ထုတ်တာနှစ်မျိုးပဲရှိဘိုးရဲ့ Airbus က Airbus က European က Boeing က American က ဒါဘိုးရံကမ္ဘာမှာ USA မှာ export တင်ပို့လာအများဆုံး company manufacture လုပ်ရ USA base အရန်ခိုင်တယ်လူလူအများရောအလုပ်ပေးတာ they manufacture လုပ်လို့တရုတ်ပြည်ကနေပြီးတော့တရုတ် airline ရဲ့အကုန်လုံးပြောလိုက်ဘိုးရင်းစီကမမှားနေတော့ဆိုပြီးတော့ဟာတရုတ်ကပြန်ပြီးချတာနော်အပြီးပြီးချတာဘိုးရင်းကအာတရုတ်ပြည်မှာ စီးပွားပိုလုံမယ်ဆိုပြီးတော့2024ဒါစပြီးတော့တရုတ်နဲ့တရုတ်ချက်တရုတ်ပြည်မှာ customer အများကြီးရတရုတ် airline အများကြီးရရပြီးတော့အခုတရုတ် US ဆီရနေပြီးတော့တရုတ်ကိုနှိမ့်တဲ့အတွက်ကြောင့်တရုတ်ကပြန်ပြီးတော့ကန်ဆာချေတာဒီလိုမျိုးဘိုးရင်တော့လောကဘိုးရင်ဆီမဝင်နေတော့အဓိကအထီးအနာဆိုတာအလားဘာကြောင့်လဲဆိုတော့ US ဆီနိုင်ငံကစားတုံးကူ import အများဆုံးလုပ်တယ်ဒါပေမဲ့သူ export အများဆုံးလုပ်တာပါလေရင်ပဲ เนาะလေးပဲအဲအကြောင်းဟို Airbus နဲ့ရှင်ပြိုင်နေတယ် Airbus ဆရတဲ့တရုတ် market အကြီးကြီးပဲเนาะ Airbus ရဲ့ Boeing နဲ့ရှင်ပြိုင်နေတဲ့အချိန်မှာအခု Boeing ကိုလုံးမဝင်တဲ့လို့ပြောတာဆိုရင်တွားပြီးဥရောပနိုင်ငံတွေကဒါအမျက်ထွက်သွားပြီ Airbus ကအမျက်ထွက်သွားပြီနော်လေးထုတ်လာနှစ်ဦးပဲရှိရ Boeing နဲ့ Airbus အဲ့ရောအခု President Trump နဲ့ trade war ကြောင့်တရုတ်ပြည်ကလုံးဝဘိုးရုံမဝဲနဲ့တော့ဆိုပြီးတော့အဲအမေရိကကဘာအလဲမှာရက်တီမှုကမရက်တီနိုင်တဲ့လိုဖြစ်သွားတယ်เนาะအဲ့ဒါကြောင့် Trump ကနေပြီးတော့ဒီလိုမျိုးလုပ်တဲ့သူကြောင့် Trump ကနေပြီးပြန်ပြီးတော့ H2O H20 H20 ကို license လောက်ရမယ်ဆိုသူကပြန်ပြောလိုက်တာเนาะအဲ့ရောဒီလိုမျိုးအခြေအနေများเนาะတရုတ်နဲ့အမေရိကမှာ ဘသူနိုင်မယ်ထင်ပါလဲ ਨੇ ကိုမအမရေးတာပါ President Trump လို့လားမှန်တယ်ထင်ပါလားမှားတယ်ထင်ပါလားကိုမအမလှုပ်ထားပါဘာပဲပြုတ်ပြောကျိန်းတင်ရတာတော့နော်2022မှာဘယ်မှာခဖြစ်မှုလဲဆရာဒီ portfolio တုံးနှစ်2021မှာတော့2040တောင်းလေးထောင်နဲ့စခဲ့တယ်နော်ဘယ်မှာခဖြစ်တာပဲအရင်ကြတာပဲအဲ့ဒါမှ18ဆချမ်းတာပါ အဲဘာကြောင့်လဲ stop investing call option put option advance option day trading movement stop ပညာရည်တက်ထားတဲ့ကြောင်းเนาะစီးပွားရေးလောက်တာဒီနှစ်မှာဘာပဲလုပ်လို့ခက်ခဲရမှန်းလဲဒါပေမဲ့ပညာတက်ထားမှဆိုရင်ကြော်နွားနာမှာသူများနဲ့တာမှာအရင်အရေးကြီးပလေးတော့တခြားစစနော်ဘယ်အချိန်အလုပ်ပြုံမှန်းတော့မသိတော့စိတ်ရုံမှာလုံးလက်တွေ့เนาะအခုဒီလို trade war ဘယ်လောက်ကြာမှမသိဘူး အလုပ်ပြုတ်မဲ့လူတွေအများများလာနေမှာအဲအကြောင်းအလုပ်မပြုတ်ခင်မှာ stock investing call option put option advance option day trade movement stop တင်ထားတယ်တင်ထားလာမှာဆိုအိမ်မှာအလုပ်လုပ်ရတနိုင်နှစ်နိုင်သုံးနိုင်နဲ့အလုပ်လုပ်ရမှာဆိုရင် အလုပ်ပြုတ်ရဲစိုးရိမ်စရာမလိုမိသားစုဒုက္ခမရတော့ register အခုချက်ချင်းပဲလုပ်ရမှာ link တွေကို youtube video description ခုမှာမှာပေးထားပါတယ်ဒီတင်ထားတဲ့တက်ပြီးသားဆိုဆရာဘာတွေဝယ်နေလဲမြက်နေလဲဆရာနဲ့အတူတူ live လုပ်ချင်ဆိုရောပေးထုံ join လုပ်ရပါတယ် တနှစ်နဲ့အထက် join လို့အောင်မြင်လို့ပုံများအဲ့ဒါကြောင့်တနှစ်အထက် join မယ်ဆိုရင်ဆရာ promotion ပေးတာတော့ဒေါ်လာရာနဲ့ချီတက်တာပါတယ် option တွေးလေးပေးထုံး option တင်တဲ့တက်ပြီး join ပါ advanced option ကို advanced option တင်တဲ့တက်ပြီးမှ join ပါလက်အနေကို description နဲ့ကိုမမှာပေးထားပါတယ်ကလေးလေးနှိမ့်တာပါနော်အဲ့လိုမယုံတဲ့အတွက်ကြောင့်မနာလို့စိတ်ဖြစ်ပြီးတော့သူများကမကောင်းကြတာကိုစူးစမ်းကိုဖြစ်တယ် ကော့ချင်းအပြင်နဲ့ထပ်တက်လိုက်တယ်ကော့ချင်းတက်လိုက်တာအပူရချိုးအရင်ရှိတယ်ကြာမျိုးပူကောင်းလာတယ်ကြာပူကောင်းလဲဆိုတော့ဆရာကနင်အက်ထရမ်နီအက်ထရနယ်ငါးလမ်းနီးလမ်းငါးလမ်းရှိရအဲ့ဒါတွေကသူအကြိုက်ဆုံးဒီကောင်တွေကအရင်ထိရောက်တယ်ကြာအဲ့လိုကြီး expert မဖြစ်ပေမဲ့ဆရာရဲ့ဒီအက်ထရင်ပါလဲအက်ထရမ်ပါတွေကိုတိကျပိုင်နိုင်လို့ရှိရင်အရှုံးလုံးဝမရှိဘူး ဆရာဆရာကြီးကတော့ဘာမှငါမလဲတယ်နော်ဆရာပြောတဲ့အတိုင်းပဲမိလိုက်လုပ်ပါတယ်ဒီဟာတွေကိုအတိအကျသိချာလိုက်လုပ်တယ်လုံးဝအချုံမရှိဘူး Hello ဆရာ CIS တော့ဆရာကလပ်တင်တန်းကိုတက်တဲ့အတွက်ကြောင့်ပေါ့နော်ကျွန်တော်နှစ်ပတ်အတွင်းမှာ3000ကျော်လောက်မြင်ပါတယ်ဆရာအရင်ကျေးဇူးတင်ပါတယ်ဆရာအစမှာတော့ CIS အပေါ်တခါတည်းမဖမ်းနိုင်ဘူးပေါ့နော်နောက်မှနားထောင်နားထောင်တာနဲ့အခုဆိုတော့ကျွန်တော် အရင်မဲ့မြင့်နေပါပြီဆရာရန်ကျေးဇူးတင်ပါတယ်ဒီရှိအတွက်ရန်ကောင်းတဲ့အလုပ်ပါလူတိုင်းလုပ်တဲ့ကောင်းတဲ့ဟာပေါ့နော်အဲ့ဒါရေရှင်အတွက်ကောင်းတဲ့အလုပ်ပါကျေးဇူးပါဆရာရန်ကျေးဇူးတင်ပါတယ်ဆရာဆရာစီမာတင်နာမတက်ခင်တော့ကိုယ့်အကူစာအုပ်ဖတ်တယ်လစ်လာတယ်ဒါမဲ့အသေးစိတ်တော့လစ်လာခွင့်မရှိဘူးဆရာရီစီမာစီတင်နန်းတက်တော့အသေးစိတ်လစ်လာခွင့်ရှိတယ်ပြင်ဆရာဟောပြတဲ့သင်ခန်းစာတွေကအထောက်အကူရမ်းပြုတ်တယ်ကျွန်တော်အရင်ကမလစ်လာခဲ့ဘူးတဲ့အဲ့ဖဲနီစတော့တဲ့ပက်ထရွန်မှာ လွင်ချင်းအဖြစ်အရင်နှင်းနေနေလေးနဲ့အမြတ်များများရနိုင်တယ်ကျွန်တော်ဒီနှစ်ပတ်အတွင်းမှာ2000ကနေ3000ဝန်းကျင်လောက်ကျွန်တော်အမြတ်ရသွားပါပဲကျေးဇူးပါပဲဆရာဆရာမင်္ဂလာပါဆရာကိုအများကြီးကျေးဇူးတင်ပါတယ်ကျွန်တော်ဆရာတင်တဲ့ရနဲ့ကလအတွင်းမှာ9000နဲ့900မြတ်ပါတယ်ဆရာရဲ့ဆရာကကျွန်တော်ရဲ့ဒုတိယ ဖရာတဆူတို့ပြောလို့ရပါတယ်ဆရာစကားနားထောင်ပြီးတော့လည်းမရောက်ဘဲနဲ့သင်ကြတာပြီးအခုတော့အဲ့လိုမရလေဆရာရေးတဲ့ကျေးဇူးပဲဒီနယူးယောက်လိုက်လေနိုင်ငံဖော်လာလို့ရှိရင်ကျမစီဆက်သွယ်နေတော့ဆရာစားချင်တဲ့ဆက်မလိုက်ဖို့မလို့နော်ဆရာကျေးဇူးတင်ပါတယ်ဆရာရေးရှိဆရာရဲ့စတော့ရှယ်အတင်းနဲ့မှာတင်းနဲ့တက်ပြီးတော့ကျွန်တော် အခွန်မပေးရဘဲနဲ့ဘယ်လိုလုပ်ရမလဲဆိုတာလဲဆရာတိတိချင်ချတင်နာပြီးတဲ့အတွက်ကြောင့်ကျွန်တော်အဲ့ဒီမှာလဲကောင်းကောင်းကြီးမြုံနဲ့တက်နေပြီဆရာတင်နာနဲ့တင်နန်းကြီးကအသေးစိတ်ဖြစ်တဲ့အတွက်ရှင်းရှင်းလင်းလင်းနားလေပြီးမှလောက်တဲ့အတွက်ကြောင့်မို့ အရှုံးနေပြီးတော့အမျက်ကိုမြများရရှိတာဖြစ်တယ်။ပြီးလို့ရှိရင်ဆရာကစေတနာအပြည့်နဲ့ကျွန်တော်တို့ကိုသင်ကြားပေးတယ်။ပြီးရင်မေးတဲ့ question တိုင်းကိုလည်းအချက်ချက်ကြပြန်လည်ဖြေဆိုပြီးတဲ့အတွက်ကြောင့်ကျေးဇူးတင်တယ်။ပြီးတော့အမျက်တွေလည်းအများကြီးရရှိတယ်။အခုဆိုရင်သင်တန်းတက်ပြီးတော့တစ်နှစ်လောက်အကြာမှာကျွန်တော်နေ့တိုင်းတစ်နေ့တစ်ထောင်လောက်အမျက်ရရှိနေတဲ့ဆရာကြီးဆရာကိုအရင်ပဲကျေးဇူးတင်တဲ့ဆရာပြီရှိကျွန်တော်ဆရာဗီဒီယိုတွေကိုတစ်နှစ်လောက်ရှိပြီကြည့်ခဲ့တာကျွန်တော်လည်းစောင့်နေရကြာပါပြီဆရာရဲ့ မနေ့ကမှ store membership ကို join ပြီးတော့ဆရာရေဒီနေ့ဆိုရင်ကျွန်တော်ဘဝမှာအများအများဆုံးရခဲ့တာပေါ့တည့်ရက်ထဲမှာပဲ3920ကျွန်တော်မြတ်ခဲ့ဆရာရေကျေးဇူးပါပဲဆရာရေနောက်ဆုံးလဲဆရာမမ store membership ကိုကျွန်တော်အများကြီးဝင်မယ်เนาะဆရာတော့ဆရာကိုကျေးဇူးအများကြီးတင်တယ်ဆရာ